မြန်မာຫນွေဦးခရိုနီကယ်မေ16မြင်ကွင်းစစ်အာဏာသိမ်းပြီးနောက် ဆိုးရွားလာတဲ့ရာဇဝတ်မှုတွေစစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်မြင့်တက်လာတဲ့ရာဇဝတ်မှုတွေပျက်စီးသွားတဲ့တရားဥပဒေစိုးမိုးမှုတွေကနှစ်ကြာလာရတဲ့အမျှပုံမိုဆိုးရွားလာနေတာသတင်းတွေထဲမှာတွေ့နေရတဲ့ရာဇဝတ်မှုတွေအရာရော မြို့နယ်လူထုရဲ့ပြောဆိုမှုတွေကိုနားထောင်ကြည့်ရင်သိရှိနိုင်ပါတယ် ဓမြတိုက်မှုတွေနေစင်တဲ့အမျှတမျိုးမဟုတ်တမျိုးမှဖြစ်ပွားနေတာသတင်းတွေမှာတွေ့ရမှာဖြစ်ပါတယ်။မန္လေးမုံရွာနေပြည်တော်ရန်ကုန်မော်လမြိုင်တောင်ကြီးအစရှိတဲ့မြို့တွေမှာ ဖြစ်ပွားနေတာကြားသိနေကြပြီးဖြစ်ပါတယ်။ရွှေဆိုင်ဓမြတိုက်တဲ့သတင်းဖုန်းဆိုင်စတိုးဆိုင်ဓမြတိုက်တဲ့သတင်းလူနေအိမ်မှာရွှေငွေပစ္စည်းယူပြီးအမျိုးသမီးတွေနဲ့ကလေးတွေပါမကြမ်းတက်ဖြတ်သွားတဲ့သတင်းမျိုးတွေလည်းကြားသိနေကြရတာဖြစ်ပါတယ်။ ဓမြတိုက်လူတက်တဲ့ရာဇဝဲမှုတွေကစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာအများစုဖြစ်ပွားသလိုအချို့သော PDF ထိန်းချုပ်နေမြေတွေမှာလည်းဖြစ်ပွားနေတာဖြစ်ပါတယ်။မြို့ကြီးတွေမှာဖန်ရွှေဆိုင်ဖုံးဆိုင်တွေနဲ့အချို့သောလူနေအိမ်တွေကိုဓမြတိုက်မှုတွေဖြစ်ပွားသလိုဓမြကိုခုခံရင်းသက်ဖြတ်တာနှုတ်ပိတ်တာတွေကဖြစ်နေကြဖြစ်ပျက်တွေတဲ့ဖွဲမထူးဆန်းတော့ပါဘူး။ ငှားကားတွေကိုရှင်မောင်းသူထံကဖုန်းငွေကြေးတော့မဟုတ်ကားကိုရယူဖို့တက်ဖြတ်ပြီးလူရက်ဓာရီကလည်းမကြာခဏကြားသိနေရတဲ့သတင်းတွေဖြစ်ပါတယ်။ စပိန်သုံးမဟုတ်ကားနဲ့အစားစာပျက်စီးပို့တဲ့သူလူမျိုးတောင် လက်ကင်ဖုံးအတွက်လူရဲ့ခံရတာတက်ဖြတ်ခံရတာတွေလည်းစစ်အာဏာသိမ်းပြီးနောက်မကြာခဏဖြစ်ပွားလာနေတာပါမကြာသေးခင်ကအင်ချမ်းမြေပွဲစားအလုလုကင်နဲ့အငင်းစားတက်ကတော်ဆာမတအုပ်ကိုတက်ဖြတ်ပြီးကားနဲ့ရွှေငွေတွေယူဆောင်သွားတဲ့အဖြစ်ပြက်ပြင်းဥလုံမှာဖြစ်ပွားခဲ့ပါတယ်ခုရက်ပိုင်းအတွင်းနောက်ရဇဝဲမှုတစ်ခုကရွှေပြည်သားမှာပြပထွက်ပြီးအလုလုဖို့ အခြားမျိုးကခိတလာရောက်နေထိုင်တဲ့အမျိုးသမီးကိုလူငယ်တစုကအတမပြုတ်ကျင်တက်ဖြတ်ပြီးအလောင်းဖြောက်တဲ့အဖြစ်ပြက်လဲဖြစ်ပွားခဲ့ပါတယ်။တာမန်ကာလမှာခုလိုဖြစ်ပြက်တွေဟာထူးဆန်းတဲ့ရာဇဝတ်မှုကြီးတွေဖြစ်စိတ်ဝင်စားပြောဆိုကြကောင်းပြောဆိုကြမှာဖြစ်ပေမဲ့လည်းမကြာခဏ ပုံမျိုးဒီမျိုးတွေမှာဖြစ်ပွားနေတာမို့လို့မထူးခြားတဲ့သတင်းအဖြစ်သားလူအများစုကမှတ်ယူကြပါတော့တယ်။စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့ကြီးတွေမှာဖြစ်ပွားနေတယ်လို့စစ်ဘေးကြရောက်နေတဲ့ဒေသတွေစစ်ပွဲတိမ်းရှောင်ပြီးနေရတဲ့ယာယီနေရာတွေလိုမျိုးမှာလည်းလူရဲမှုမဟုတ်တဲ့အတမပြုတ်ခြင်းမှုအရွယ်မရောက်သေးတဲ့ကလေးငယ်တွေအတမပြုတ်ခြင်းတက်ဖြတ်မှုလိုမျိုးထိအဆိုးရွားဆုံးအရက်ဆက်ဆုံးအဖြစ်ပြက်တွေဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့လအနည်းငယ်အကြာကကချင်းပြည်နယ်လိုင်စာအနည်းကစစ်ဆောင်စခန်းမှာမိန်းကလေးငယ်၃ဦးကို အတမပြုကျင့်တက်ဖြတ်ခဲ့တဲ့အမှုဖြစ်ပွားပြီးကျူးလွန်သူကို KIA လက်နက်ကင်အဖွဲ့ကတည်တံစီရင်ခဲ့ပါတယ်။မကြာသေးခင်ကာလတွေကလည်းလာရှိုးမြို့မှာလက်နက်နဲ့တက်ဖြတ်ကလူရဲမှုတွေကျူးလွန်ခဲ့တဲ့သူ၅ဦးကို MNDAA ကတည်တံစီရင်ခဲ့တဲ့ဖြစ်ပျက်လဲဖြစ်ပွားခဲ့ပါသေးတယ်။ အချင်းယုံစစ်ဆေးတဲ့နီးနဲ့စစ်ဆေးပြီးချက်ချင်းစီရင်ချက်ချမှတ်ပြီးနောက်အယူခံချင်းတွေမရှိတော့ဘဲနှာရီပိုင်းအတွင်းစီရင်ကွက်မြက်ခဲတာတွေ့ရပါတယ်စစ်ပွဲတွေဖြစ်ပွားနေချိန်အရက်ပတ်အုပ်ချုပ်ရေးတွေမစိုးမိုးတော့တဲ့အချိန်တွေမှာခုလိုစစ်အုပ်ချုပ်ရေးစစ်ခုံယုံနဲ့တထိုင်တည်းစီရင်ချက်ချမှတ်ပြီးအပြစ်ပေးကြတဲ့အချိန်တွေမျိုးရောက်နေတယ်လို့ဆိုရမှာပါမျိုးတွေမှာနေတဲ့သူတွေအဖို့ရာဇဝတ်မှုတွေနေစင်လို့လို့ဖြစ်ပွားနေလာတာကြောင့် မလုံးချုံတဲ့အနေအထားမျိုးရင်ဆိုင်နေကြရချိန်မှာခြေလက်တွေမှာနေထိုင်နေကြရသူတွေဟိုလေဓမြရန်ပျက်စီးလူလူတက်တဲ့အနေတွေရင်ဆိုင်နေကြရတာဖြစ်ပါတယ်ခြေလက်နဲ့လူထုအဖို့တိုက်ပွဲတွေလက်နဲ့ကြီးပစ်ခတ်မှုလေးချောင်းတိုက်ခိုက်မှုတွေရန်ကအဓိကဖြစ်တယ်လို့တစ်ဖက်မှာလည်းဓမြမှု လူတက်မှုတွေကြဲကြဲပြန့်ပြန့်ဖြစ်ပွားလာနေပြီးလူရဲ့ဓမြတိုက်ခိုင်ကြရပေမဲ့ ကျူးလွန်သူကိုစုံစမ်းထောက်လှမ်းဖို့အရေးယူအပြစ်ပေးဖို့အဆင့်ထိမရောက်နိုင်ကြတော့ပါဘူး။ရဲတပ်ဖွဲ့လို့ တရားဥပဒေစိုးမိုးရေးကိုလှုံ့ဆော်တဲ့လုံခြုံရေးတပ်ဖွဲ့လဲတက်တက်မှတ်မှတ်ထားရှိတဲ့နေရာဒေသအချို့ရှိပေမဲ့နေရာအများပြားမှာရဲတပ်ဖွဲ့မရှိတရားစီရင်ရေးပြပြပြင်းပြင်းမရှိအယူခံခွင့်မရှိကြတော့တဲ့တရားစီရင်မျိုးနဲ့စခန်းသွားနေကြရတာဖြစ်ပါတယ်။မားကြောင့်ရာဇဝတ်မှုတွေအများပြားဖြစ်ပွားနေရတာလဲလို့ဆိုရင်အချို့ကလည်းအုတ်ချုပ်ရေးအာဏာလစ်ဟာမှုတရားဥပဒေစိုးမိုးရေးထက်စစ်ရင်နိုင်ငံရေးရည်ရွယ်ချက်ရလတ်တွေကိုအစားပေးနေကြတာကြောင့်လို့ စုကောင်းစုနိုင်ပါတယ်။တရားဥပဒေစိုးမိုးရေးကိုလှုပ်ဆောင်ရမယ့်ရဲတပ်ဖွဲ့လူမျိုးကိုတိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုကူညီရမယ့်အဖွဲ့ဖြစ်ရန်သူစစ်ကောင်စီကခိုင်းစင်နေပြီးရဲတပ်ဖွဲ့ကိုလည်းတော်လှန်ရေးအင်အားစုတွေကလှုပ်ကြံတပြက်တာဖမ်းဆီးတာတွေဖြစ်ပွားခဲ့ပြီးနောက်မှာရဲတပ်ဖွဲ့က ရာဇဝတ်မှုနှိမ်နှင်းရေးကိုအာယုံဆိုင်လှုံ့ဆော်ခြင်းမရှိတော့ဘဲစစ်တပ်ရဲ့အရေးအောက်မှနေပြီးစစ်ရေးလှုပ်ရှားမှုတွေနဲ့စစ်တပ်ကိုစန့်ကျင်သူတွေကိုဖမ်းဆီးအရေးယူမှုအတွက်ကူညီလှုံ့ဆော်ပေးနေတာဖြစ်ပါတယ်စစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့တွေရွာတွေမှာဖြစ်ပွားတဲ့ခိုးမှုလူရဲမှုလူသတ်မှုတွေအများပြားဖော့ထုတ်အရေးယူနိုင်ခြင်းမရှိကြတော့တဲ့အနေအထားဖြစ်ပါတယ်ဒီလိုထိန်းချုပ်နေမြင့်အသီးသီးမှာတရားဥပဒေမစိုးမိုးတော့တဲ့အနေအထားကလူထုတ်ဖို့ ကြီးမားတဲ့စိတ်ဖိစီးမှုဖြစ်စေပါတယ်။လက်နဲ့အန္တရာယ်တိုက်ပွဲကြောင့်နေအိမ်ဥစ္စာအလုတ်ကင်အရင်းနှီးနဲ့ဆူဆောင်းထားတဲ့ငွေကြေးပျက်စီးဆုံးရှုံးကြရသလိုရာဇဝတ်မှုတွေကြောင့်လည်းလူအသက်ရောပိုင်ဆိုင်မှုတွေပါပျက်စီးဆုံးရှုံးနေကြရပါတယ်။ငလင်းပေဆွဆွရွာရွာခန်းစားနေရတဲ့မန်းလေးလိုမျိုးမှာတောင်လူရဲ့မှုဓမြတိုက်မှုတက်ဖြတ်မှုတွေတပြိုင်နက်တည်းဖြစ်ပွားနေတဲ့အဖြစ်ဟာလူထုအပေါ်အနာဂတ်ကိုအကောင်းမြင်ဖို့ခက်ခဲလာစေတာလည်းဖြစ်ပါတယ် အာနာသိန်းစစ်ကောင်စီအနေနဲ့ရာဇဝတ်မှုတွေပုံမှုများပြားလာအောင် ရာဇဝတ်မှုတွေကျူးလွန်ပြီးအပြစ်ပေးခံထားရတဲ့ရာဇဝတ်ကျူးလွန်သူတွေထောင်တောင်းချီပြီးလူငင်းခွင့်ပြစ်ဒဏ်လျှော့ဖို့ခွင့်တွင်နဲ့မကြာခဏလွတ်ပြေးနေခြင်းကလည်းရာဇဝတ်မှုတွေမြင့်တက်လာစေတဲ့အဓိကအကြောင်းချက်တစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးအကြောင်းအကြောင်းဖန်စီထားသူတောင်းတဲ့ချီရှိနေချိန်မှာလက်ခံနိုင်တဲ့အရေးအတွက်ထက်ပိုလွန်ပြီးလက်ခံထားရတဲ့အကျဉ်းထောင်တွေကိုဝိရှော့ဖို့အတွက်ရာဇဝတ်မှုနဲ့ဖန်စီပြစ်ဒဏ်ချမှတ်ခံရသူတွေကိုတစ်နှစ်မှ၄၅ကြိမ်ထက်မနည်းလွတ်ငင်းခွင့်ပေးပြီးရှော့ချနေတာဖြစ်ပါတယ်လူထုအနေနဲ့ရာဇဝတ်မှုတွေများပြားလာတဲ့အခြေအနေကနေမိမိတို့ဘာသာကာကွယ်နိုင်တဲ့အခြေအနေမရှိပါဘူးရက်ရွာအတိုင်းဝိုင်းကဝိုင်းဝန်းစောင့်ကြည့်ကြည့်မဲ့အစီအစဉ်မျိုးလဲလှုပ်ဆောင်ခွင့်မရှိတဲ့အနေအထားအောက်မှာ ဖြစ်သမျှကျိုးဆက်ကိုခါစီးခါနေကြရတဲ့အနေအထားရောက်ရှိနေတာစိတ်မချမ်းမြေ့ဖွယ်တွေ့မြင်နေကြရတာဖြစ်ပါရဲ့ရှင်။